မန္တလေးစိန်ပန်းရက်ကွက်မှာလေကြီးမိုးကြီးကြနေချိန်နေအိမ်ကိုဓာတ်ကင်လူတစုကအမှုကျန်းစီတံပြတိုက်ရန်ကြိုးပမ်း ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်ဒါပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ငလင်ပေးနဲ့အတူအခုဆိုရင်တော့မန္တလေးမြို့ပေါ်မှာပေါ်လာတာကအနုချမ်းစီးပြီးတော့ဓပြတိုက်တာတွေလို့ဆိုရပါမယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကမြန်မာနိုင်ငံအတွင်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းပြင်းငလင်မှာမြန်မာနိုင်ငံကမျိုးကြီးတွေတော်တော်များများကိုလှုပ်ခတ်ခဲ့တာဆိုပေမယ့်မန္တလေးမြို့ကတော့အဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်ရတယ်လို့ဆိုနိုင်ပါတယ်။မန္တလေးမြို့မှာဖျားစီတီပထိုးတာတနိကအဆောက်အဦတွေပါဝင်နေအိမ်တွေအထမ်းမြင့်တွေ ကွန်ဒိုတွေဟိုတယ်တွေနဲ့ရတနာပုံတက္ကသိုလ်အပါအဝင်တော်တော်များများကပျက်စီးဆုံးရှုံးကုန်တာဖြစ်ပါတယ်။မန္တလေးမြို့မှာနေအိမ်တွေမပြိုကျသေးတဲ့အဆောက်အဦတွေကြံရစ်ခဲ့ပေမဲ့လည်းတော်တော်များများကတော့တက်နေဖို့စိတ်မချရအောင်ကွဲအပ်နေရတဲ့အတူနောက်ဆက်တွဲမြင်းကလေးတွေကြောင့်ဘသူမှအိမ်ပေါ်မှာမနေရကြတော့ပါဘူး။ဒါကြောင့်လည်းမန္တလေးမြို့မှာကျုံးပေးတွေနေအိမ်ရှိကလမ်းပေးတွေမှာနေထိုင်နေကြရတာဖြစ်ပါတယ်။ဒီလိုနေထိုင်ရတဲ့အတွက်လည်းစားဝတ်နေရေးတကူရေးတန်ရှင်းမှုတောက်သုံးရင်စားတဲ့အခက်အခဲတွေလည်းရှိနေရပါ။ဒါအပြင် င်ဒုက္ခရောက်နေတဲ့မန္တလေးဒေသခံတွေကိုအနေနဲ့အရရက်ကလာရောက်လူတန်းတဲ့အခါမှာလဲဒုက္ခမရောက်တဲ့လူတွေကအလူပစ္စည်းတွေကိုတင်းကျုံယူကြတာမျိုးတွေလည်းရှိပါတယ်။နောက်ထပ်ငလင်ဘေးမှာစိတ်ပူစရာဖြစ်လာတာကအနုချမ်းစီတာတွေ၊ဓမြတိုက်တာတွေပါ။ဓမြကိုင်းအဖွဲ့ဝင်တွေကလူတွေမနေတဲ့အိမ်တွေကိုတက်ရောက်ပြီးတော့တံပိုးရှိပစ္စည်းတွေကိုရှာဖွေယူဆောင်တာတွေ၊လမ်းဘေးမှာအိမ်နေရမိသားစုတွေစီကပစ္စည်းတွေကိုအလစ်တုပ်တာတွေရှိတာဖြစ်ပါတယ်။အခုဧပြီလ9ရက်နေ့ညမန္တလေးမြို့မှာမိုးတက်လေပြင်းကြာရောက်စင်မှာဆိုရင် မန္တလေးမြို့စိန်ပန်းရက်ကွက်မှာအမှုကျန်းစည်းတာတွေဖြစ်ပေါ်ခဲ့ပါတယ်။မန္တလေးမြို့မှာဧပြီလ9ရက်နေ့ညမှာတော့မိုးတက်လေပြင်းတွေကြာရောက်ခဲ့ပါတယ်။ဒီမတိုင်ခင်မှာတော့တမျိုးလုံးကလမ်းပေါ်မှာအိပ်နေကြတာကြောင့်တကယ့်ကိုအခက်အခဲဖြစ်ခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးလေကြီးမိုးကြီးကြားချိန်မဟာအောင်မြေမြို့နယ်စိန်ပန်းရက်ကွက်ဧတုခ42လမ်း62လမ်းရှိနေအိမ်ကိုဓာတ်ကင်လူတစုကအိမ်တိုင်အိမ်ကိုအမှုကျန်းစည်းတများတိုက်ဖို့အတွက်စူးစမ်းခဲ့တာဖြစ်ပါတယ်။ ဒီလိုဝင်တိုင်းချိန်မှာအင်ရှင်များကပဝင်းချင်းကိုအော်ဟစ်အကူအညီတောင်းတာကြောင့်ဓမြတွေလည်းထွက်ပြေးသွားပြီးတော့ပြည်သူတွေကဝိုင်းဝန်းလိုက်ကြပေမဲ့လည်းဖမ်းမမိခဲ့ဘူးလို့သိရပါတယ်။ဓမြတွေမှာဓာရီထုတ်တွေပါတာကိုမြင်လိုက်ကြပေမဲ့တနက်ပါသလားဆိုတာကတော့လူတွေကတိတိကျကျမသိလိုက်ပါဘူး။အဆိုပါဖြစ်ရက်ကိုသိလိုက်တဲ့သူတွေပြောတာကတော့မိုးရီလီတွေကြလာချိန်မှာမိကလည်းမလာဘူး။အမောင်ကိုအခွင့်ကောင်းယူပြီးတော့အနုချမ်းစီဖို့အတွက်စူးစမ်းတာပြည်သူတွေကတော့ရရတုတ်လက်နဲ့ဓာကင်ပြီးတော့လိုက်တာပဲ။မမိလိုက်ဘူး။ ဘာရီပေါသွားလဲတော့မသိလိုက်ဘူးအခုမိုးကြီးလေကြီးကျနေတော့အကုန်လုံးကထိုင်ပြီးတော့လုံခြုံရေးစောင့်နေရတယ်တကိုးတွေကလည်းပေါ်မပေါ်ဓာတ်ကင်ပြီးတော့လူရက်ချင်တဲ့သူတွေကလည်းပေါ်တယ်မိတွေကမလာနေစရာကမရှိအရန်ဒုက္ခရောက်ရတယ်လို့စိန်ပန်းရက်ွက်ကပြည်သူတအူကဆိုပါတယ်မန္တလေးမြို့မှာအခုဆိုရင်တော့ဓာတ်ကင်ပြီးတော့ရန်ကားမှုတွေရှိနေကပြည်ခဲ့တဲ့ရက်ပိုင်းမှာလည်းအလူရှင်တွေကဓာတ်တွေတုပ်တွေနဲ့လိုက်ခုတ်ကြတာတွေရှိပါတယ်ငလင်ပင်နဲ့သူတရားဥပဒေမစိုးမှုအကြောင်းလဲလူတွေကဒုက္ခအတိခံစားနေရတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော မန္တလေးမြို့မှာအမှုချမ်းစီးမှုတွေဓများတိုင်းမှုတွေများပြားလာတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်